ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဗီဒီယိုလေးတွေလည်းကျွန်တော်ရဲ့ TikTok channel တွေ YouTube channel တွေမှာမတင်ပြတာလည်းနည်းနည်းကြာသွားပြီပေါ့နော်အဲ့တော့ဒီနေ့မှာတော့ကျွန်တော်ရီဒင်းလေးတစ်ခုမြန်မြန်ဆန်ဆန်လေးပေါ့နော်လုပ်ကြည့်မယ်အဲ့တော့လက်ထဲမှာတော့ကျွန်တော်ကတ်တွေကိုကြိုပြီးတော့ချိုးမထားဘူးဒီခါလေးပဲ live ချိုးကြည့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတ်၃ကတ်ဆွဲမယ် အဲ့ကတ်သုံးကတ်ပေါ်မှာမြင်နေရတဲ့အမြင်ကိုမိတ်ဆွေတို့အနေနဲ့ကတ်ဝန်လားကတ်ထူလားကတ်သရီလားရွေးချယ်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်စပြီးတော့ချိုးပြီးကတ်ဝန်ကတ်ထူကတ်သရီပေါ့နော်အဲ့ဒီကတ်သုံးကတ်ကိုကျွန်တော်ချိုးထားပြီးပေါ့နော်အဲ့တော့မိတ်ဆွေတို့အနေနဲ့ကကတ်ဝန်လားကတ်ထူလားကတ်သရီလားရွေးချယ်ပြီးသွားပြီဆိုရင်ကျွန်တော်အနေနဲ့ reading တွေကိုစလုပ်ကြည့်မယ်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော် cut 3ကနေစကြည့်မယ်ပေါ့နော်အဲ့တော့ cut 3ကိုရွေးချယ်ထားတဲ့မိတ်ဆွေတွေအတွက်ကိုစကြည့်မယ် cut 3ကိုရွေးချယ်ထားတဲ့မိတ်ဆွေတွေအနေနဲ့ကဒီကံမျိုးစားကြပါတယ်အဲ့တော့ဒီကံမျိုးစားအနေနဲ့ကတော့မိတ်ဆွေတို့အနေနဲ့လုပ်ငန်းကိုင်ကန်းဆောင်တာတွေမှာကိုနဲ့စမ်းကြပဲလိမ်ပေါ့နော်ဥမာကိုကအမျိုးသမီးဆိုရင်ကိုကိုလုပ်ငန်းနဲ့ပတ်သက်တဲ့ဟာမျိုးအမျိုးသားမျိုးပေါ့နော်ကိုကအမျိုးသားဆိုရင်လုပ်ငန်းဆောင်တာတွေနဲ့ပတ်သက်တဲ့အမျိုးသမီးမျိုးတွေပေါ့နော် ကိုနဲ့မိတ်ဖက်ကြမဲ့သူမျိုးတွေနဲ့ဆုံတွေ့နိုင်တယ်ဆိုပြီးတော့အတိပဲရတယ်။ဒီနေရာမှာအခြေရေးရတဲ့ခါလဲတွဲပြောရမယ်ဆိုရင်ချင်းမှုရေးရအနေနဲ့လဲရည်သားရတာအိမ်အောင်ကြတာမျိုးလဲရှိနိုင်တယ်ဆိုပြီးတော့အတိပဲရတယ်။တစ်ဖက်မှာစီးပွားရေးရခြုံပြီးတော့ငွေကြေးရပြောရမယ်ဆိုရင်ငွေကြေးနဲ့ပတ်သက်လို့စီးပွားရေးနဲ့ပတ်သက်လို့လဲကိုယ့်ရဲ့စမ်းကျင်ဘက်လိန်တခုခုတနည်းအားဖြင့်ကိုကအမျိုးသားဆိုရင်တစ်ဖက်ကအမျိုးသမီးပေါ့နော်။သူတို့ရဲ့အကူအညီနဲ့ပေါင်းဆက်ပြီးတော့လုပ်ငန်းတွေလုပ်ဆောင်နိုင်မယ်ဆိုပြီးတော့အတိပဲရပါတယ်။ ဲ့တော့ဒီနေရာမှာချင်းမှုရေးရအနေနဲ့ပြန်သွားမယ်ဆိုရင်ရည်သားမရှိတဲ့လူမျိုးတွေအိမ်အောင်မကြသေးတဲ့လူမျိုးတွေမှာအိမ်အောင်ကြတာမျိုးတွေရည်သားရတာမျိုးတွေရှိနေနိုင်ပါတယ်ဒါကတော့ကျွန်တော် cat 3ကိုရွေးချက်ထားတဲ့ reading hall ပဲဖြစ်ပါတယ်ကျွန်တော် cat 2ကိုစက်ကြည့်ပါမယ် cat 2ကိုရွေးချက်ထားတဲ့မိတ်ဆွေတွေအတွက်ကတော့ဒီကံမျိုးစားကြပါတယ်အဲ့တော့ဒီကံမျိုးစားရဲ့အသေးပဲကိုကျွန်တော်အနေနဲ့ပြောရမှာဆိုရင်မိတ်ဆွေတို့အနေနဲ့ကများများပေးလီလီ များများရလေဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်အဲ့တော့ကိုကကိုတက်နေပါတဲ့လူတွေအဆင်မပြေတဲ့လူတွေကိုများများစွန့်ကြဲပေးခြင်းအပြင်ကို့အတွက်လည်းငွေကြေးနဲ့ပတ်သက်လို့ဥစ္စာပစ္စည်းနဲ့ပတ်သက်လို့ပုံပြီးတော့များများဆဆရရှိလာမယ်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်တစ်ဖက်ကလည်းကျွန်တော်ချင်းမှုရေးရအနေနဲ့အကြံပေးရမယ်ဆိုရင်တော့ကိုကစပေးလိုက်ပါထူးခြားမှုတွေရှိလာပါလိမ့်ဒါကြောင့်ကျွန်တော်ခက်ထူးကိုရွေးချယ်ထားတဲ့မိတ်ဆွေတွေအတွက်က ်ရီဒင်းတစ်ခုပဲဖြစ်ပါကင်ကန်နောက်ဆုံးအနေနဲ့တော့ကျွန်တော်ခန့်ဝန်းကိုရွေးချယ်ထားတဲ့မိတ်ဆွေတွေအတွက်ကိုကျွန်တော်ရီဒင်းတစ်ခုလုပ်ကြည့်မယ်ခန့်ဝန်းကိုရွေးချယ်ထားတဲ့မိတ်ဆွေတွေကတော့ဒီကံမျိုးစားကြပါအဲ့တော့ဒီကံမျိုးစားရပြောရမယ်ဆိုရင်မိတ်ဆွေကမနိုင်ဝင်နေထမ်းထားရတယ်ဆိုပြီးတော့အသေးပဲရပါလွတ်ချလို့လည်းမဖြစ်နိုင်ဘူးဆက်တဲသွားဖို့ကလည်းတော်တော်ကိုပဲပြင်းမဆင်းရဲမှုတွေကြုံတွေ့နေရနိုင်ပါတယ်အဲ့လိုတော့ကျွန်တော်အနေနဲ့အကြံပေးချင်တာက ကိုနိုင်တဲ့လောက်ကိုပဲလုပ်ပါဆိုပြီးတော့အသေးပဲရပါတယ်အဲ့တော့ငွေကြီးစီဝိုင်းမှာပဲဖြစ်ဖြစ်အိမ်တော်ရဲ့လူမှုရေးမှာပဲဖြစ်ဖြစ်ကိုလုံနိုင်တဲ့လောက်ကိုပဲကိုလုပ်ပါမနိုင်ဝင်တွေကိုမထမ်းပါနဲ့ဆိုပြီးတော့ကျွန်တော်အနေနဲ့အကြံပေးခြင်းပါတယ်ဒါကတော့ကျွန်တော် direct ခက်၃ခက်ကိုဆွဲထားတဲ့ reading တစ်ခုအတွက်အသေးပဲဖြစ်ပါတယ်မိတ်ဆွေတွေနဲ့အသင်းမယ်လို့ပြောနေတယ်အခြား personal reading နဲ့သိကျင်နိုင်မှရှိရင်တော့ကျွန်တော်က message box ကနေဆက်သွယ်လို့ရတယ် ကျွန်တော်အားတဲ့အချိန်မျိုးတွေမှာအဲ့ဒီ message တွေကိုပြန်ကြည့်ပြပါတယ်အဲ့တော့ဒီ region နဲ့ပတ်သက်လို့မိတ်ဆွေတို့နဲ့အဆင်ပြေမယ်လို့မျှော်လင့်နေအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့ now region တွေမှာပြန်တွေ့ကြပါမယ်